ားစေနဲ့ကိုလုံးလုံးဆိုတော့ဒါဟာအာအမေနဲ့သားအဖေနဲ့သမီးညီကိုမောင်နှမချင်းအတူတူနားထောင်လို့မကောင်းတဲ့စကလုံးမျိုးကိုဖြစ်တယ်အဆင်မြင့်တဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး နော်အဲ့တော့အောက်မှာတော့တဝေးဝေးတဝါးဝါးနဲ့ထောက်ခံကြတာမူးနေလို့လားယူးနေလို့လားတော့မပြုံးတတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကလက်ပိုက်ကြည့်နေမယ်ဆိုရင်တက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျွန်တော်တို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေမယ်ဆိုရင်ကြာလာလို့ရှင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ rapper rapper ဆိုရင်ရိုင်းရတာလားဒါဆိုကျန်တဲ့ rapper တွေအားနာစရာမကောင်းဘူးလား rapper ဆိုရင်စင်မော်တက်ပြီးအဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေပြုတ်မှုတာလား ဒါဆိုရင်ကျန်တဲ့ရင်ရင်ကျိကျိရပါတွေကခင်မမိတာလားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ state symbol ညဉ့်ဉန်းစကားတွေပြောပြီးဆဲခဲ့တဲ့ရက်ပါတွေကိုတောင်ပန်ယုံနဲ့ခွင့်လွှတ်ပေးလို့မရကြောင်းဒေါ်အမွန်တင်ပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာပြောမှုလို့နေတာလေဒီနေ့ပြောရမယ်ဒီနေ့ပြောရမယ်လာခဲ့ကြနိုင်ရမကောင်းငါးရက်လောက်မကောင်းဖြစ်မယ်တဲ့อืมนี่ครับงานยาแล้วขึ้นเลยอืมนี่น้องครับ 一个碗咪变毛得咯，没汤面软耶。老奶这香菇会飞下毛炸嘞？给毛盘子也我会表表表妹。都没法尝了，尝没好吃啥的。 ကဲမကျဲဘူးလို့နေတာမကျဲဘူးလို့နေတာကျဲစရာလေးတွေ့တော့ကျဲရမှာပေါ့နော်ပြောစရာလေးတွေ့တော့ပြောရမှာပေါ့အဲ့တော့ဘာဘာကိုသွားပြီးတော့မှဒီနေ့ပြောချင်လဲဆိုတော့မနေ့ကဗီဒီယိုဖိုင်တစ်ခုတွေ့လိုက်တယ်စတိတ်ရှိုးကဗီဒီယိုဖိုင်အားလုံးကြည့်ပြီးမျောလင့်ပါတယ်နော် ကျွန်မထပ်ပြောဖို့အတွက်ကိုဗဇက်ကအဲ့ဒီရဲ့ဗီဒီယိုဖိုင်ရဲ့ပြောတဲ့စကားလုံးတွေကိုဗဇက်ကနေထွက်ဖို့အတွက်အဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဗဇက်ကနေထွက်ပြလို့အဆင်မပြေဘူးဒါပေမဲ့အကုန်လုံးအဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးပြီလို့မျှော်လင့်တယ်နော်စတိတ်စင်ပေါ်မှာရပ်ပါတွေလားဘာတွေလားတော့မသိဘူးနော်ဟုတ်တယ်နော်ကြည့်ပြီးပြီလို့ထင်တယ်နော်ကြည့်ပြီးပြီလားကြည့်ရသေးဘူးလားမကြည့်ရသေးရင်ပြောမကြည့်ရသေးရင်ပြောအစာပိုင်းဖွင့်ပြမယ်မကြည့်ရသေးရင်ပြောနော်ဆိုတော့အဆုံးထိကတော့အမေနမကြည့်ဖို့အတွက်ကို မတင်တော်ဘူးနော်ညီကောင်မမွားရင်အတူတူကြည့်ဖို့အတွက်ကိုမတင်တော်ဘူးစကလုံးနေအရန်ကိုတော်ပြီနော်အရန်ဆိုလို့ဆက်ပြီးမဖွင့်ပြတော့ဘူးဒါဆိုရင်ဒီဗီဒီယိုဖိုင်ကြည့်ပြီးလောက်ပြီလို့ကျွန်မမျှော်လင့်တယ်နော်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ကျွန်မပြောချင်တယ်အဲ့တော့ဒီခေတ်လူငယ်တွေက စင်ပေါ်မှာရိုင်းရင်အောက်မှာရေးဆိုလူငယ်တွေက hard ခါတဲ့ကိုလေအော် over တွေပေးကြတယ်မိုးနေလို့လားယူးနေလို့လားတော့မသိဘူးပေါ့နော်ဆိုတော့ကျွန်မအဲ့ဒါကိုသွားကြည့်ပြီးဘာကိုသွားပြီးတော့မှမြင်လဲဆိုရင်ကောသလမင်းကြီးရဲ့အိမ်မက်ဆက်6ချက်တင်ကတစ်ချက်ကိုသွားပြီးတော့မှမြင်တယ်နော်ပညာမဲ့တဲ့သူတွေစင်ပေါ်ရောက်လို့ရှိရင်ဆိုတဲ့ဟာကိုကျွန်မသွားပြီးတော့မှမြင်မိတယ်ဆိုတော့ကျွန်မတို့ကအော်ဒီစကားတွေဟာ လူအများပိဋိတ်တဲ့အလယ်မှာပြောတဲ့နဲ့စကားလားမပြောတဲ့နဲ့စကားလားဆိုတာကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလောက်အောင်ကိုခုခေတ်လူငယ်တော်တော်များများရဲ့အုံနောက်တွေကပျက်စီးနေကြပြီလားအကောင်လုံးကမဆိုလို့ဘူးเนาะအကောင်လုံးကမဆိုလို့အဲ့တော့မူရစီဝါကြောင့်လားအရက်ကြောင့်လားဘာကြောင့်လဲနော်ဆိုတော့ဓာကြီးကြတော့အယမ်းလုံလောကကြည့်ပြီကျမတို့ကဒီလိုမျိုးလိန်ဆက်ဆန်တဲ့ကိစ္စတွေကာမဆက်ဆန်တဲ့ကိစ္စတွေကိုအရှက်အကြောက်ကင်းစွာနဲ့ပြောတယ်ပြုတ်တယ်ဆိုတာက တတိဆန်နေရပဲပြုံးမှုပြောဆိုနေထိုင်လောက်ကန်ရတာလူတွေကမလုပ်ကြဘူးနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားမှလည်းရှိတယ်ဟီရီအော်တပါဆိုတဲ့တရားနော်ဟီရီအော်တပါဆိုတာဘာလဲဆိုရင်ဘုရားရှင်ကလောကအပေါ်မှာကောင်းမှုတွေကိုအခြေခံနဲ့ တင်ရားတွေတတန်းကြာရှည်အောင်လို့ခေါ်ကြခဲ့တဲ့နီလန်းနှစ်ပါးဟီရီရဲ့အော်တပ်ပါရဲ့ဆိုပြီးတော့မှเนาะဟီရီဆိုတာကဘာလဲဆိုရင်ကိုကိုကိုအပေါ်မှာမိမိကိုကိုအပေါ်မှာရှက်တက်တဲ့စိတ်မကောင်းတာကိုပြုတ်မှုရင်ရှက်တက်တဲ့စိတ်ကိုဟီရီလို့ခေါ်တယ်เนาะမကောင်းတာကိုပြုတ်တာကိုမဝင့်တဲ့စိတ်ဟီရီရှက်တက်တဲ့စိတ်ကို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 အရှက်ခံစိတ်ဖြစ်တတ်တဲ့ဟာကိုဟီရီလို့ခေါ်တယ် အော်တက်ပါဆိုတာကကြတော့ကြောက်တက်တဲ့စိတ်နော်အဖြစ်ကိုအဖြစ်ပြုရမှာကိုကြောက်တက်တဲ့စိတ်ကိုအော်တက်ပါလို့ခေါ်တယ်အဲ့တော့ဟီဒီအော်တက်ပါတရားမရှိဘူးဟီဒီအော်တက်ပါတရားမရှိဘူးလို့လူတွေကပြောကြတယ်မလားအဲ့တော့ဟီဒီဆိုတာကရှက်တက်တဲ့စိတ်မကောင်းတာပြုရမှာ ရှက်တက်တဲ့စိတ်အော်တက်ပါဆိုတာကမကောင်းတာပြုရမှာကိုကြောက်တက်တဲ့စိတ်အဲ့တော့အော်တက်ပါလို့ခေါ်တယ်။အဲ့တော့အခုကတော့ဟီဒီလည်းမရှိတော့အော်တက်ပါလည်းမရှိတော့ဟီဒီအော်တက်ပါလုံးဝကိုမရှိတော့ဘဲနဲ့စတိတ်စင်ပေါ်မှာအဲ့တော့ကျွန်မပြောချင်တာကနေ ကျမတို့တွေကကာလန်ဒေတန်ဆိုတာရှိတယ်เนาะအဲ့တော့အနုပညာလုပ်တယ်ဆိုရင်လေကျမအဲ့ဒီစင်းတဲ့ခုနစင်ပေါ်တက်ပြီးတော့မှအဲ့ဒီပြောတဲ့ခလေးကိုကျမကြည့်လည်းမကြည့်ဘူးသိလည်းမသိဘူးဘာအနုပညာရှင်မှလည်းကျမမသိဘူးကြည့်ရတာတော့ rapper တွေလို့ထင်တာပဲဝစ်ပုံစားပုံပြောပုံဆိုပုံတွေညာတော့ rapper တွေဖြစ်နေတယ်เนาะဆိုတဲ့ခါကျတော့ကြည့်လည်းမကြည့်ဘူးမြင်လည်းမမြင်ဘူးတို့ရဲ့အနုပညာကိုကျမတို့သိလည်းမသိဘူးเนาะဆိုတော့ဒါပေမဲ့လည်းဒီ video file တွေကိုကြည့်ရလိုက်တဲ့အချိန်မှာ immediate စိတ်မကောင်းစွာဖြစ်တယ်เนาะအိုးဆိုပြီးတော့မှကြောက်လဲကြောက်သွားမိတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အနုပညာရှင်နေဆိုတာကလေအများအတွက်ကို ကျမတို့ကအញ្ញ influence ဖြစ်ပါတယ်เนาะအမှုပညာရှင်တွေအဲဒီလိုမျိုးကျမတို့ social influencer တွေပေါ့စသဖြင့်ပိဋကတ်ပေါ်မှာအញ្ញဩဇာ run မိုးပါတယ်အញ្ញဩဇာတက်ရောက်မှုရှိပါတယ်ကျမတို့အမျိုးသားတွေငငယ်ကဆယ်ကျော်တက်အရွယ်ကစိတ်လိတောက်တတ်တာဆိုရင်မင်းသားကျော်သူတို့စိုးသူတို့ရဲ့ရုပ်ရှင်တွေပေါ်မှာသူတို့ယူသွက်ခဲ့ပြီးတော့မှမင်းသားတွေ item နဲ့စတိုင်နဲ့စိတ်လိတောက်တယ်လေဒိုးကလေးတို့ဘာလို့လားเนาะအဲ့လိုမျိုးမှလေစိတ်လိတောက်နောက်တစ်ခါ marble secret ကြော်ညာတို့ဘာလို့မှစိတ်လိတောက်တာညင်ပြီးတော့မှဆယ်ကျော်တက်တော်တော်များများစိတ်လိတောက်ထက်ခဲ့ကြတယ်ဒါဟာကျမဒီအမှုပညာရှင်တွေကိုပြပြောတာမဟုတ်ဘူးအမှုပညာရဲ့ influence ကိုပြောတာเนาะ နောက်တစ်ခါကိုရီးယားကကဘာကိုထိုးပေါက်တာဘာနဲ့ထိုးပေါက်သွားလဲကိုရီးယား wave ဆိုပြီးတော့မှအနုပညာနဲ့ကဘာကိုထိုးပေါက်သွားတယ်ကိုရီးယား အစားစားရင်းကိုရီးယားရဲ့ယဉ်ကျေးမှုတွေစသဖြင့်เนาะအဲ့တော့ကျမတို့မြန်မာပြည်မှာလည်းအမှုပညာရှင်တွေဟာလူငယ်တွေဆိုလဲလူငယ်တွေရဲ့ရှေ့ဆောင်တိုင်းပြအိုက်ဒေါ်တွေเนาะဟာကြည့်ပြီးတော့မှလူငယ်တွေအားကြတယ်အမှုပညာရှင်တွေဆိုရင်အမှုပညာရှင်တွေဝစ်တာစားတာပြောတာဆိုတာနေတာထိုင်တာကိုအရန်အတူယူကြတယ်အဲ့တော့ဒီအမှုပညာရှင်တွေကလည်းမိမိရဲ့ပြောဆိုပြုမှုဆောင်ရွက်ပုံတွေဟာအများပြည်သူပရိသတ်အပေါ်မှာအစိတ်အတောင်မဖြစ်စေဘူးအရန်အရေးကြီးတယ်။ရိုင်းဆိုင်တာဟာကော်တာမဟုတ်ဘူးဒါဟာရိုင်းတာရိုင်းဆိုင်တာ နော်ဒီစကားမှာပညာဖြတ်မျှဝေတယ်ပညာဖြတ်ဝေတဲ့စကားမျိုးမဟုတ်ဘူးအသိပညာမျှဝေတဲ့စကားမျိုးမဟုတ်ဘူးရိုင်းဆိုင်တဲ့စကားဖြစ်တက်ရောက်တယ်အပြောမတက်တော့ဆဲတယ်လို့ပေါ့ဟုတ်တယ်နော်ကျွန်တော်ဒါဟာအာအမေနဲ့သားအဖေနဲ့သမီးညီကိုမောင်တို့မှာချင်းအတူတူနားထောင်လို့မကောင်းတဲ့စကားလုံးမျိုးကိုဖြစ်တယ်ရိုင်းဆိုင်နေအဲ့ဒါအမေပညာရှင် ဟာမျိုးတော့မဖြစ်သင့်ဘူးလို့ကျမကဒီလိုလေးတော့အာခံစားမိတယ်နော်ကျမတို့ဘညာဖုံးပြေလာနော်ဘညာဖုံးပြေရဲ့ MTV လေးရိုက်တယ်အမြင်မတင့်တယ်ဘူးဆိုပြီးတော့မှဘညာဖုံးပြေထောင်ကြတယ်နဲ့တူတယ်နော်ဆိုတော့အဲဒါတော်မှပဲအရန်ကြီးအချိန်ကြီးဆိုးဆိုးဝါးဝါမြင်ကွေးမျိုးမဟုတ်သေးဘူးဒီလိုစကလုံးမျိုးဆိုရင်ပို့ပြီးတော့မှဆိုးဝါးတယ်လို့ဒီလိုလေးမြင်ပါတယ် နော်အဲ့တော့ကျမတို့ကကျမတို့ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်ဝေဖန်နေတိုက်ခိုက်တယ်အပြစ်ပြောတယ်ဆိုပြီးတော့မှကျမတို့ထောက်ခံနေသူမထောက်ခံနေသူတွေနဲ့ဝေဖန်တာကွဲပြားတယ်အဲ့တော့သက်ဆိုင်ရာအာဏာပိုင်အနေနဲ့အနေနဲ့ဆိုရင်တော့ထိန်းချောင်းနေဆိုရင်တော့အမှန်တရားဖြစ်ပါလိမ့်မယ်နော်ဒါမျိုးလုပ်ရင်ဒါမျိုးပြောရင် ပြောလို့မရဘူးဒါမျိုးလုပ်ရင်လုပ်လို့မရဘူးဆိုတာကိုသက်ဆိုင်ရာအစည်းအရုံးတွေကနေတစင်ကျမတို့တွေကဒါအမှုပညာရှင်တွေကိုကျမတို့ဒီ information တွေကိုညှဝေထားဖို့လိုတယ်ဒီလိုမျိုးကြော်ညာတွေကိုညှဝေထားဖို့လိုတယ်အသည့်တွေကိုညှဝေထားပေးဖို့လိုအပ်တယ်ကျမတို့ခုနကလို senior စီကန်းတွေကိုညှဝေထားဖို့လိုအပ်တယ်နော်ဆိုတော့သက်ဆိုင်ရာဂီတာအစည်းအရုံးသဘင်အစည်းအရုံးရုပ်ရှင်အစည်းအရုံးစသဖြင့်ဒီလိုအစည်းအရုံးတွေကလည်းမိမိရဲ့အသင်းဝင်တွေကိုနော်ဒါမျိုးတွေပြုမှုပြောဆိုဆောင်ရွက်တာတွေကိုထိန်းကြားဖို့လိုတယ်အဲ့ဒီအနေမှာတစင် ကျွန်တော်တို့နိုင်ငံတော်အစိုးရအနေနဲ့လည်းဒီဥစားတွေကိုကျွန်တော်တို့လက်သင့်မခံဘူးဆိုတာလေးကိုတော့ပြဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေလူငယ်တွေအတွက်လမ်းမရောက်တယ်။နော်လူငယ်တွေအတွက်ကျမတို့တွေဒီတိုင်းခုနလိုပေါ့လူတော်တွေမှတော့ခြားနားထောင်လိုက်လို့မသိတဲ့စကလုံးတွေဖြစ်တာပေါ့။အဲ့တော့ဂေါ်တာနဲ့ခင်မီတာနဲ့ရိုင်းတာနဲ့ဟာမတူဘူး။ ခင်မီတာခစ်ဆန်တာခစ်ရှိပြီးတာနဲ့ကျမတို့ရိုင်းဆိုင်တာယုံလာတာအောက်တန်းကြတာနဲ့လည်းမတူဘူးဒါဟာကြတော့ကျမတို့လူနဲ့မတူတော့ဘူးเนาะကျမခုနကပြောသလိုကာမဆက်ဆန်တဲ့ကိစ္စရင်းလိင်ဆက်ဆန်တဲ့ကိစ္စတွေကိုလူရှိမရှောင်သူရှိမရှောင်ပြောဆိုပြုတ်မှုဆောင်ရွက်တာဟာတတိဆန်တွေပဲလုပ်တဲ့အလုပ်လူတွေမလုပ်ဘူးအစ်မရဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး နော်အဲ့တော့အောက်မှာတော့တဝေးဝေးတဝါးဝါးနဲ့ထောက်ခံကြတာမူးနေလို့လားယူးနေလို့လားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ကျမတို့တွေကလက်ပိုက်ကြည့်နေမယ်ဆိုရင်တက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျမတို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေမယ်ဆိုရင်ကြာလာလို့ရှိရင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်ရိုင်းဆိုင်တာတွေအမှန်ဖြစ်ပြီးကျမတို့လူမျိုးဟာရိုင်းဆိုင်တဲ့လူမျိုးဖြစ်သွားလိမ့်မယ် အမေအမေမမ်းမသိအဖေအဖေမမ်းမသိနှမနှမမမ်းမသိနော်ကျမတို့ဆရာဆရာမမ်းမသိနော်လူကြီးလူကြီးမမ်းမသိဆိုတဲ့ဟာမျိုးတွေကြာလာလို့ရှိရင်ဖြစ်လာပါလိမ့်မယ်ဒါကြောင့်မလို့မှားတာကိုတော့မှားတယ်လို့ပြောပြရစီရိုင်းတာကိုတော့ရိုင်းတယ်လို့ပြောပြရစီအဲ့တော့ကျန်တဲ့လိုအပ်တဲ့ ပြောဆိုဆုံးမမှုတွေကိုတော့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကဆောင်ရွက်ပေးပါเนาะကျမတို့ပြည်သူတွေကပြောရင်ခုနပြောသလိုပြောဝေဖန်နေတိုက်ခိုက်တယ်အဲကျမတို့တွေကမနာလိုတဲ့အဲစသဖြင့်ဒီလိုဟာမျိုးတွေဖြစ်စရာတွေရှိတယ်ပေါ့เนาะအဲ့တော့သက်ဆိုင်ရာတာဝန်ရှိတဲ့သက်ဆိုင်ရာအစည်းအုံးနေသက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့မှဒါလေးကိုတည်တည်ချာချာလေးမှားယွင်းနေဆိုတဲ့အကြောင်းလေးကိုပြသပေးပါလို့ဒီညကနေပြီးတော့ပဲကျမကဒီကလေးတွေကိုလည်းဟိုအတူယူမလွဲမှာဖို့ကိုပြောပါတယ်เนาะဒါဒီရိုင်းပါလေရိုင်းပါလေ အင်မတန်ကိုရိုင်းပါတယ်ကြည့်ပြီးကြပြီလားလက်ခံလားပေးတဲ့ကြည်ကလက်ခံလားလုတ်ခင်စဉ်းစားရမယ်လေလုတ်ခင်စဉ်းစားရမယ်လုတ်ချင်တာလုတ်လိုက်မယ်ပြောချင်တာပြောလိုက်မယ်ပြီးရင်တောင်းပန်လိုက်မယ်ရလားနော်ဥပဒေမှာလည်းဒီလိုပဲကျွန်တော်တို့ကစိတ်ဖောက်ပြန်လို့ပဲဖြစ်စီယူတလို့ပဲဖြစ်စီမူးလို့ပဲဖြစ်စီယူလို့ပဲဖြစ်စီ ပြင်းမှုတစ်ခုကျွန်းလာလိုက်တယ်အသက်သေးသေးတဲ့ပြင်းမှုတစ်ခုကျွန်းလာစတိတ်စင်ပေါ်ညဉ့်ဉန်းစကားတွေပြောပြီးဆဲခဲ့တဲ့ရက်ပါကိုစစ်တပ်ကဖမ်းတယ်လို့သတင်းထွက်ပေါ် စတိတ်စင်ပေါ်မှာညဉ့်ညမ်းစကားလုံးတွေပြောပြီးဆဲဆိုခဲ့တဲ့ရပ်ပါအဆိုတော်တဦးကိုစစ်တပ်ကဖမ်းဆီးလိုက်တယ်လို့သတင်းထွက်ပေါ်နေပါတယ်။နိုဝင်ဘာ၁ရက်နဲ့၂ရက်နေ့ကရန်ကုန်မြို့တူဝါအနားမှာကျင်းပခဲ့တဲ့ Overflow Festival ဖြောပြပွဲမှာစတိတ်စင်ပေါ်ကနေကွန်တုံးဝေရင်ညဉ့်ညမ်းစကားလုံးတွေပြောဆိုခဲ့တဲ့ကွင်လုံဝင်ဆိုတဲ့ဂီတအဖွဲ့ကရပ်ပါအဆိုတော်တဦးရဲ့ရုပ်တံဖိုင်လူမှုကွန်ရက်မှာတက်လာခဲ့ပြီးနောက်ဝေဖန်မှုတွေမြင့်တက်လာခဲ့တဲ့အဲ့ဒီအဆိုတော်ကိုစစ်တပ်ကဖမ်းဆီးလိုက်ပြီးဖြစ်ကြောင်းအမှုပညာတိုင်းဝိုင်းနဲ့အဆို တော်ရဲ့ဇာတိမျိုးကရင်းမြစ်အချို့ကရေးသားနေကြပါတယ်။အဆိုပါဆိုတော်ဟာမန္တလေးမြို့မှာနေထိုင်သူဖြစ်ပြီးသူ့ကိုဖမ်းဆီးဖို့အတွက်မန္တလေးမြို့ကသာသနာ့တန်ရှင်ရေးဝီတော်တနီအဖွဲ့ကမစိုးရိမ်ဖေးမလက်တွဲကူဆိုတဲ့တန်ဃာတော်တစ်ပါးရဲ့အကောင့်ကနေလှုပ်ဆော်ခဲ့ပါသေးတယ်။အဲ့ဒီမစိုးရိမ်ဖေးမလက်တွဲအကောင့်ကနေဒီကနေ့ညမှာညရင်းချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း post တင်ခဲ့ပါတယ်။အလားတူမပတ်တာဖုန်ကြီးအချို့ကလည်းရုပ်တံဖိုင်နဲ့တကွဖမ်းဆီးဖို့တိုက်တွန်းနေ ပုတ်တွေရေးသားထားကြပါတယ်စစ်တပ်အမာခံထောက်ခံသူအဆိုတော်ယုံလေးကလည်းဖမ်းသွားပါပြီမနောက်ဘူးဖြစ်စေချင်လို့မဟုတ်ဘူးဖြစ်နိုင်တာပြောပြတာအဲ့လိုအပြောအဆိုနဲ့ရောက်သွားတာဆိုတော့သူ့ကိုစင်ပုံမှာသူပြောတယ်လို့သူ့ကိုလောက်ခံရနိုင်တဲ့အထဲမှာကွန်လုံးတော့မရှိတော့ဘူးလူငယ်တယောက်ကိုမလောင်ပါဘူးလို့သူ့ရဲ့ Facebook စာမျက်နှာကနေအသိပေးပါတယ် ဒါပေမဲ့အဆိုပါအဆိုတော်ဖန်ခံရခြင်းဟုတ်မဟုတ်ကို People Spring တတိချအတီမပြုနိုင်ပါဘူး။အဲ့ဒီရုပ်တံဖိုင်ပြန့်နှံ့ခဲ့ပြီးနောက်ဝင်းကဝန်းအဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမနေ့ညဝဘဖို့မှာကျွန်တော်ရဲ့တီဆူဖြိုဖြေမှုကြောင့်မိဘပြည်သူများအပေါ်စိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့အတွက်အနုညွတ်တောင်းပန်အပ်ပါတယ်။ထပ်ပြီးနောက်နောက်မဖြစ်အောင်ဆင်ခြင်ပါမယ်လို့ကတိပြုပါတယ်ခင်ဗျာလို့တောင်းပန်ခဲ့ပါသေးတယ်။လိုက်တယ်မူးနေလို့လုံးမိသွားပါတယ်ယူးနေလို့လုံးမိသွားပါတယ်ဆိုပြီးတော့မှအမ်နောက်မလုပ်တော့ပါဘူးလို့ဒီတိုင်းတောင်းပန်လို့ရလား ဥပဒေကလွတ်ကင်းလာအဲ့လိုတောင်းပန်ရုံနဲ့ဟုတ်လားနော်အပြစ်ရှိရင်အပြစ်ကျွေးဆက်ရပါတယ်နော်ဆိုတော့လေကျွန်တော်တို့ဥပဒေမှာယူလို့မူးလို့မရအောင်နော်ဟုတ်တယ်နော်အဲ့တော့အဲ့ဓာ ड़ी ဘာဖြစ်လို့ထထားတာလဲဆိုရင်ယူရင်လည်းမကျူးလွန်ရဲအောင်မူးရင်လည်းမကျူးလွန်ရဲအောင်ဟုတ်တယ်နော်အဲ့တော့ကျမတို့ကအဲ့ဒါခင်မိတာမဟုတ်ဘူးအဲ့ဒါယိုင်းတယ်လို့ခေါ်တယ်ဒီတစ်ခုကိုလက်ခံလိုက်ရင်နောက်တစ်ခုတွေတက်လာမှာဒီတစ်ခုကိုလက်ခံလိုက်ရင်နောက်ထပ်တစ်ခုတွေလာမှာဟုတ်လား ကျမပြောတာနော်အကောင်လုံးလေးကြည့်ပြီးသားပြီဟုတ်တယ်မလားအဲ့တော့မူးလို့ပါယူးလို့ပါစိတ်မမှန်လို့ပါဆိုတိုင်းစော်ကားချင်တိုင်းစော်ကားလို့မရဘူးရိုင်းချင်တိုင်းရိုင်းလို့မရဘူးဟုတ်လားအဲ့တော့မူးနေလို့သူများအသက်ကိုရန်ရှာမိတယ်ယူးနေလို့သူများအသက်ကိုရန်ရှာမိတယ်ဥပဒေအရကင်းလို့ခွင့်ရှိလားရှိဘူးနော်ထိုက်တဲ့နဲ့ ပြစ်မှုပြစ်ဒဏ်တွေရှိတယ်။မူးရင်လည်းကျူးလွန်လို့မရဘူး၊ယူးရင်လည်းကျူးလွန်လို့မရဘူး။ဟုတ်လား။အဲ့တော့ဂေါ်တာနဲ့ရိုင်းတာနဲ့မတူဘူး။ဒီတယောက်ကိုလက်ခံလိုက်ရင်နောက်ထပ်တယောက်လာမယ်။နောက်ထပ်တယောက်ကိုထပ်ခံလိုက်ရင်နောက်ထပ်နောက်ထပ်အများကြီးတွေရောက်လာမှာဟုတ်လား။ဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ rapper rapper ဆိုရင်ရိုင်းရတာလား။ဒါဆိုကျန်တဲ့ rapper တွေအားနာစရာမကောင်းဘူးလား။ rapper ဆိုရင်စင်မော်တက်ပြီးအဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေပြုတ်မှုတာလား။ဒါဆိုရင်ကျန်တဲ့ရင်ရင်ကျစ်ကျစ် rapper တွေကခင်မမိတာလားဟုတ်လားဆိုတော့ဟိုဒါအသိပညာညှ့ဝေတာလည်းမဟုတ်ဘူးဒါဟာရိုင်းတာ နော်စတိတ်စင်ပေါ်မှာတက်ပြီးတော့မှရိုင်းဆိုင်တာဒီလိုရိုင်းဆိုင်လို့မရအောင်မူဘူးလို့လည်းမရအောင်ယူလို့လည်းမရအောင်ဝမ်းနေနေလို့လည်းမရအောင်ဟုတ်လားကောင်းကို control လုပ်နိုင်မှာအများပြည်သူရှေ့ကိုရောက်လာဖို့တင့်တယ်ယူနေလည်းစင်ပေါ်မတင်နဲ့မူးနေလည်းစင်ပေါ်မတင်နဲ့ဝမ်းနေနေလည်းစင်ပေါ်မတင်နဲ့ဟုတ်လားကျမပြောတာနော်အဲ့တော့ ရသွားတယ်ကဲပြောလို့ဘာမှမဖြစ်ဘူးဆိုရင်လူတွေကဝိုင်းညောမှမဝေဖန်ဘူးကွာလူတွေကဝိုင်းညောမှမစင်းဘူးကွာလူတွေကဝိုင်းညောမှမထောက်ပြဘူးကွာဆိုရင်မှန်နေသူတို့သူ right ပဲဖြစ်မှာလေမှန်နေမှာလောက်တောင်ကပြောတာမှန်နေတွေ့လားအေးဒီတပွဲမှာဒီလိုပြောရင်နောက်တပွဲကျရင်အဲ့ထောက်ဆိုင်နဲ့ attention လို့နဲ့ထွက်ပြန်မှာကျမတို့တွေကဘာမှမထောက်ပြလိုက်ဘူးမပြောဘူးဆိုလို့ရှိရင်ရတယ်ဆိုတဲ့ဟာနဲ့မရလို့မှတောင်းမှန်တာရရင်ဆက်လုပ်မှာမရလို့တောင်းမှန်တာ နော်မရလို့မှတောင်းမှန်တာမရွှေလုံးမတွေ့ပြီးပြီမရလို့မှတောင်းမှန်တာရရင်ဆက်လုပ်မှာအဲ့တော့တနာစရာကောင်းတိုင်းပြစ်မှုကျွလုံးလို့ရလားရိုင်းလို့ရလားဝမ်းနေနေတိုင်းရိုင်းလို့ရလားပြစ်မှုကျွလုံးလို့ရလားမရဘူးနော်လူတော်လူကောင်းတွေဟာအများကအတွေ့ယူရတဲ့ဒီလိုမျိုးအမှုပညာရှင်တွေဟာအဲ့လောက်မှစိတ်တက်မခိုင်ပါရင်စင်မတက်မလာခဲ့နဲ့ဟုတ်လားဝမ်းနေလို့ရိုင်းမိတာပါ မူးလို့ရိုင်းမိတာပါယူးလို့ရိုင်းမိတာပါဆိုရင်ဘာဖြစ်လို့အဲ့လိုမူးတာတွေယူးတာတွေလူလူတွေကိုဘာဖြစ်လို့စင်မတင်ပေးတာလဲဟုတ်လားဒီတယောက်ကိုလက်ခံရင်နောက်တယောက်ဒီလိုဖြစ်လို့ပလစ်လိုက်ရမယ်ဆိုရင်ကျမတို့ကဒီလိုမဖြစ်လို့မပလစ်လိုက်ရတဲ့သူတွေကပြစ်မှုခံထားရတဲ့သူတွေအတွက်ကျမတို့တရားလားမတရားဘူးလေဟုတ်လားမျက်ရည်ကန်ထိုးရင်တော့ကျမတို့ကလှုပ်ပေးရမယ်မျက်ရည်ကန်မထိုးတဲ့သူကတော့ကြခံရမယ်အဖြစ်ကိုဆိုရင်ဒါကျမတို့ကမတင်အားဘူးဒါဆိုရင်ညီမျှမှုမရှိဘူး ဝိုင်းဝန်းထောက်ပြလို့တိုင်းရင်မှားပါတယ်လို့တောင်းပန်တာအားလုံးကဝိုင်းဝန်းမထောက်ပြဘူးမပြောဘူးပွဲမဆိုဘူးဆိုရင်တော့ပွဲကြရင်ဒီထက်ပိုရမ်းမယ်ဟုတ်ကဲ့တောင်းကြဟုတ်ကဲ့ရိုင်းနာဟာကောလာဟုတ်ပေါ့ဘယ်နိုင်ငံဘယ်လူအဖွဲ့အစည်းအားမှာရိုင်းဆိုင်တဲ့သူတွေကိုလက်မခံဘူးလူငယ်တွေအတွေ့အယူမမားနဲ့အဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေတဲ့လောကလမ်းကိုအောင်မြင်အောင်ရှောက်နှမ်းလို့မရဘူးကိုလည်းတစ်ချိန်လူကြီးဖြစ်လာမှာ ကိုလူကြီးဖြစ်လာတဲ့အချိန်ကျရင်ကိုကိုရိုင်းရိုင်းဆိုင်းဆိုင်းဆိုရင်ရောကိုရောခံနိုင်လားမခံနိုင်ဘူးเนาะအဲ့တော့လူငယ်ဘဝမှာနေရရိုင်းဆိုင်တဲ့လူငယ်တရားမဖြစ်အောင်နေထိုင်ရမယ်ဟုတ်လားကျမပြောတာမျက်ရည်ကန်ထိုးရင်တော့ဥပဒေကနေကင်းလို့ဖြစ်ရှိရင်မျက်ရည်ကန်မထိုးခဲ့တဲ့ဗညာကုန်းပြေးကြတော့ထောင်ကြတယ်ဟုတ်တယ်เนาะအခုဒါကတော့ဘာဖြစ်နေလို့ညာဖြစ်နေလို့ပါဆိုပြီးတော့မှကင်းလို့လိုက်ရမယ်ဆိုရင်ဟိုမှာ MTV နဲ့ထောင်ကြခဲ့တဲ့မင်းသားအားနာဖို့ကောင်းတယ်နိ ညှတာရမယ်ဆဲဖြစ်ရမယ်ဒါကိုကျူးလို့ရင်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဒီလိုခံရမယ်အမှုပညာရှင်တွေပို့ပြီးတော့မှသတိထားဖို့လိုအပ်ပါတယ်နော်အဲ့တော့ပြီးတော့မှယူနေလို့ပါမူးနေလို့ပါဝမ်းနေနေလို့ပါဝမ်းတာနေလို့ပါနည်းရည်ရည်နေမထိုးနဲ့ပရိသတ်တရားမပေါ်မဟုတ်ဘူးရိုင်းတဲ့နိုင်ရိုင်းပြီးတော့မှတောင်းပန်ပါတယ်မလုံးနဲ့မရိုင်းငင်ကစဉ်းစားဟုတ်ပြီနော်အဲ့တော့လူငယ်တွေလည်းဒါဟာအတူယူရမယ့်ကိစ္စမဟုတ်ဘူး နော်ဒါဟာဂေါ်တာမဟုတ်ဘူးဒါဟာမမှန်ဘူးနော်ဒီလိုရိုင်းဆိုင်တဲ့သူတွေကိုလူအဖွဲ့အစည်းကလက်မခံဘူးနော်ကျမတို့ကယဉ်ကျေးတဲ့လူမှုအဖွဲ့အစည်းကိုကျမတို့ကတိဆောက်ဖို့လိုအပ်တယ်နော်အဲ့ဒါဒီလူငယ်တွေရဲ့လက်ထဲမှာရှိတယ်လူငယ်တွေဟာတဖြည်းဖြည်းနဲ့လူကြီးဖြစ်လာမှာဒီလူငယ်ဘဝမှာပဲတည်တတ်နေမှာမဟုတ်ဘူးသားတို့သမီးတို့ကလည်းတစ်ချိန်ကျရင်တို့တွေလိုအသက်ကြီးပဲနေ့စဉ်နဲ့အမြအားလုံးကအသက်ရှူတိုင်းအသက်ကြီးနေတာအသက်ကြီးလာမှာ နော်မိနစ်တိုင်းစက္ကန့်တိုင်းအချိန်တိုင်းဟာအသက်ကြီးနေတာစက္ကန့်နဲ့အမြအသက်ကြီးနေတာတစ်စက္ကန့်ချင်းတစ်စက္ကန့်ချင်းမသိပေမဲ့တရက်ဆိုရင်သိတာတယ်တစ်လဆိုရင်သိတာတယ်တစ်နှစ်ဆိုရင်သိတာတယ်ဆယ်နှစ်ဆိုရင်သိတာတယ်တစ်ပြေးပြေးနဲ့ကြီးလာမှာပါနော်နာယီလေးစက္ကန့်လေးအချိန်လေးပေါင်းလိုက်လို့ရှိရင်တစ်ပြေးပြေးနဲ့ကြီးလာမှာပါဒါကြောင့်မလို့ now အနာဂတ်အတွက်လူကြီးဖြစ်လာမယ့်သားတွေသမီးတွေဟာယဉ်ကျေးတဲ့လူအဖွဲ့အစည်းကိုတိဆောက်ဖို့လိုအပ်တယ်ယဉ်ကျေးတဲ့လိမ္မာနဲ့နော်တကယ့်ကိုတော်တဲ့ထက်မြက်တဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ်အဲတော့မှားတာကိုမှားတယ်မှန်တာကိုမှန်တယ်ရိုင်းတာကိုရိုင်းတယ်ဆိုတာကိုခွဲခြား ส้องพบเจตวิบันปัญชาเจตติเนี่ยเสียที่ปุ่นลงเจตใช่หนักก็รับไม่ได้ตัวเดียวเนาะไม่ไดีฮ่าเจ้าใหญ่嗯嗯